အလုံးမဲမိကလာပါရှင် audio poll library ပိုင်း emo sore page လေးကနေပြန်လည်ပြီးရွှေ့ဆိုလိုက်ပါတယ်ဒီနေ့လီမှာတော့ဆ iam မလွန်ထထရှိတမ်းမျှဝေထားတယ်စိုးရင်စိတ်ကိုဖယ်ရှားခြင်းဆိုတဲ့ဆောင်ပါလီကိုဖတ်ပြပေးကြပါတယ်ရှင်ဆောင်ပါလီရဲ့အစမှာကျမတို့ရဲ့စိတ်ထဲမှာတခုခုကိုစိုးရင်နေတဲ့စိတ်ကလေးကတောင်းကလေးတနေရာမှာအမြဲကင်းဝန်နေတတ်ပါတယ်ကိုလိုချင်တဲ့အရာတခုခုကိုမရလိုက်မှစိုးရင်ပါတယ်ကိုချစ်တဲ့သူတွေကိုဆုံရှုံလိုက်ရမှာကိုတိတ်တိတ်ကလေးစိုးရင်နေတတ်ပါတယ် ိုဖြစ်ချင်တာတွေဖြစ်မလာမှာကိုစိုးရိမ်နေမိတယ်လို့ကိုမဖြစ်ချင်တာတွေဖြစ်လာမှာကိုလည်းစိုးရိမ်နေမိတတ်ကြပါဗျ။အဲဒီစိုးရိမ်စိတ်ကလေးကြောင့်ကျမတို့ရဲ့ရှင်ထဲမှာမပျော်ရွှင်နိုင်ခြင်းဆိုတဲ့အရာတစ်ခုကိုအမြဲလွယ်ပူထားရတတ်ပါဗျ။လလူဆောင်ရှုံရမှာကိုစိုးရိမ်နေစိတ်ကြောင့်စိုးအတင်းစုပ်တွေထားမိတတ်ပါတယ်။ကိုစုပ်တွေထားမိတဲ့အရာကအစူတွေအပြည့်ဆိုရင်နာကျင်စေသလိုအစိတ်လိုအရာမျိုးဆိုရင်တော့အစိတ်တင်စေပါတယ်။ ရှင်နှင်းမှာစိုးရိမ်စိတ်တစ်ခုကြောင့်ဝန်ကျက်နာခြင်းနေရပြီဆိုရင်အဲ့ဒီစိုးရိမ်စိတ်ကိုမြင်အောင်ကြည့်နိုင်ဖို့လိုအပ်ပါတယ်တဲ့။ငါဘာကိုစိုးရိမ်နေတာလဲ။ဘာကြောင့်ဒီလိုစိုးရိမ်နေရတာလဲဆိုတာကိုသိအောင်ခွဲခြမ်းစိတ်ဖြာကြည့်ရပါမယ်။ကိုစိုးရိမ်နေမိတဲ့အကြောင်းအရာကိုသိပြီဆိုရင်ဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့အကြောင်းရင်းကိုလည်းရှာဖွေဖို့လိုအပ်ပါတယ်တဲ့။ကိုစိုးရိမ်တော့ကရောက်နေတဲ့အရာဟာဖြစ်မလာသေးတဲ့ကိစ္စတစ်ခုဆိုရင်ဒီကိစ္စကိုကြိုတွေးပူပန်နေတော့ရောဘာအကျိုးရှိမှာမို့လို့လဲ။ ဖြစ်မလာသေးတာကိုကြိုပြီးစိုးရင်တော့ကရှောင်းနေတာဟာကိုကိုကိုစိတ်ဆင်းရဲနာကျင်အောင်နှင်းပန်းနှိမ့်ဆက်နေတာနဲ့အတူတူပါပဲတဲ့ဖြစ်မလာသေးတာကိုကြိုတွေးမနေဘူးဖြစ်လာမှာပဲရင်ဆိုင်လိုက်မယ်ဆိုတဲ့စိတ်နေသဘောထားလေးကိုပြင်ဆင်လိုက်ဖို့လိုအပ်ပါတယ်တဲ့အကယ်၍အဲ့ဒီစိုးရင်ပူပန်စိတ်ကိုပဲထက်တလဲလဲပြန်တွေးနေမိပြီဆိုရင် တွေးမိတာနဲ့ကို့အတွေးကိုချက်ချင်းတတိထားမိအောင်ကြိုးစားကြည့်ပါတဲ့တွေးနေပြီဆိုတာကိုသိတာနဲ့အဲ့ဒီဆိုရင်ပူပန်အတွေးနေရာမှာကောင်းတဲ့ကုသိုလ်အာရုံလေးနဲ့အစားထိုးလိုက်ပါတဲ့အလွယ်ကူဆုံးနဲ့အယိုရှင်ဆုံးအထီးရောက်ဆုံးကတော့ကို့နှစ်သက်ဆုံးမြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်တမျိုးမျိုးကိုအာရုံစူးစိုက်ပြီးထက်တလဲလဲရုပ်ဖက်ပူဇော်လိုက်တာပဲဖြစ်ပါတယ်တဲ့ ဆိုရင်တော့ကဆိုတဲ့အကုသိုလ်စိတ်နေရာမှာမြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်ကိုရွတ်ပွားပူဇော်ခြင်းဆိုတဲ့ကုသိုလ်စိတ်ကလေးနဲ့အစာထိုးလိုက်တာနဲ့ချက်ချင်းကုသိုလ်ရသွားပါလိမ့်မယ်။တစ်ချိန်တည်းမှာတစိတ်သေးတာဖြစ်တာမို့ကုသိုလ်စိတ်လေးလွှမ်းနေချိန်မှာဆိုရင်ကြောင်ကြနေတဲ့စိတ်ဆိုတာမရှိနိုင်တော့ပါဘူးတဲ့။တခါတည်းမှာမကောင်းတဲ့တွေ့ကြုံလေးတစ်ခုခုနဲ့ကြုံတွေ့လိုက်ရတာနဲ့ကျမတို့ကအစိုးဆုံးခြေနေတွေထိတွေ့လိုက်မိတတ်ကြပါဗျ။ ဥပမာသတင်းတစ်ခုထဲမှာလူတစ်ယောက်ကမိန်းကလေးတစ်ယောက်ကိုအကြောင်းမဲ့ဓာတ်နဲ့ထိုးလိုက်တဲ့သတင်းမျိုးကြည့်မိပြီးအဲ့လိုလူမျိုးနဲ့မတော်တဆဆုံမိခဲ့ရင်ဘလို့လုံးမလဲဆိုတဲ့အထီးတွေးလိုက်မိတတ်ကြပါတယ်။ကိုနဲ့ယင်းဒီပတ်သက်နေသူစီမှာကန်ဆာဝေဒနာမျိုးခံစားနေရတဲ့အခါကိုမလည်းဒီလိုဝေဒနာမျိုးဖြစ်လာခဲ့ရင်ဆိုရက်ကြိုတွေးပြီးပူပန်နေတဲ့စိတ်ဟာကိုရဲ့စိတ်ကိုအသက်လွတ်ကြီးနှိမ့်ဆက်ညင်ပန်းနေတာနဲ့အတူတူပါပဲတဲ့ လူတယောက်နဲ့တယောက်ရှိဘဝကုသိုလ်ကံအကြောင်းတရားတွေမတူညီနိုင်ကြသလိုဒီဘဝမှာပြုမိနေကြတဲ့ကုသိုလ်အကုသိုလ်ကံတွေလည်းမတူညီနိုင်ပါဘူး။သူဖြစ်လို့ကိုယ်မှများဖြစ်ခဲ့ရင်ဆိုပြီးတွေးကြောက်ဆိုရင်နေမယ့်အစားကိုယ့်ရဲ့ကံတရားကိုပို့မကောင်းမွန်အောင်ကုသိုလ်တရားတွေနဲ့ထုံမွန်းဖြည့်တင်ထားဖို့သာအရေးကြီးတာပါတဲ့။ရှိဘဝကကုသိုလ်ကံအကြောင်းတရားတွေကိုကိုမမြင်နိုင်မပြနိုင်တော့ပြီမေအခုလက်ရှိရထားတဲ့ဘဝမှာကိုယ့်ရဲ့ကံတရားကိုကိုစိတ်ကြိုက်ပုံမကောင်းမွန်လာပါအောင်ပြုပြင်ယူလို့ရပါတယ် ဒီနေ့ကောင်းတဲ့ကုသိုလ်တွေပြုလုပ်နေခြင်းဟာအနာဂတ်အတွက်မျိုးစေ့ကောင်းလေးချလိုက်တာနဲ့အတူတူပါပဲတဲ့ဒါကြောင့်ဖြစ်မလာသေးတဲ့အရာတွေကိုအတွေးလွန်ပြီးပူပန်ကြောင်းကြဆွေးနေမယ်အစားကုသိုလ်ကောင်းမှုလေးတစ်ခုခုနဲ့အစားထိုးဖြည့်ဆည်းလိုက်ခြင်းဟာကောင်းတဲ့ကံလေးတစ်ခုစုဆောင်းလိုက်ခြင်းသာဖြစ်ပါတယ်တဲ့ဆိုရင်စိတ်ကလေးတစ်ခုခုပေါ်လာတာနဲ့ဆက်မတွေးပဲရပ်ထားလိုက်ပါအဲဒီဆိုရင်စိတ်နေရာမှာကုသိုလ်စိတ်ကလေးအစားထိုးနေရာပြေးလိုက်ပါတဲ့ဆိုရင်ပူပန်နေတဲ့စိတ်ဟာအကုသိုလ်စိတ်သာဖြစ်ပါတယ်တဲ့ အဲ့အာဟုသူစိတ်နေရာမှာမြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်ကိုရွတ်ဆိုပွားများလိုက်တဲ့ကုသိုလ်စိတ်ကလေးနဲ့နေရာချင်းလေးပြလိုက်ရုံမှာပဲဘဝမှာအဆင်မပြေစရာတွေစိုးရိမ်ပူပန်ကြောက်ကြစရာတွေများနေတဲ့အခါဒီဆိုးအာယုန်တွေထဲမှာကြီးထက်တလဲလဲနစ်မြုပ်နေခြင်းဟာရှုနုံထဲမှာနေနေရသလိုပါပဲကောင်းတဲ့ကုသိုလ်စိတ်ကလေးနဲ့အစာထိုးလိုက်ခြင်းဟာတော့ရှုနုံထဲကနေကြာဝင်ကလေးပွင့်လာတာနဲ့တူပါတယ်ကိုယ့်ရဲ့စိတ်ကလေးနော်နေနေသွားတိုင်းကြာဝင်ကလေးတွေနဲ့အစာထိုးပေးစီခြင်းပါတယ် ဂျာဝွန်ကလေးတွေများလာတဲ့အခါနွန်ကားတက်တက်ဂျာကားတက်တက်ကိုယ့်ရဲ့စိတ်ရေကန်းကြီးတစ်ခုလုံးလဲဂျာဝွန်ကလေးတွေဝေနေမှာပဲဖြစ်ပါတယ်။စိုးရင်စိတ်တစ်ခုဖြစ်တိုင်းကုသိုလ်အာရုံတစ်ခုနဲ့အစားထိုးလေးလေးပေးစေချင်ပါတယ်။ကိုယ့်ရဲ့စိတ်ကအလေးချင်းရှားလာတဲ့အခါစင်းညစ်စရာတခါတွေ့တိုင်းဖះရှစ်ခိုးလိုက်တာဖះပန်းရေချမ်းလဲလိုက်တာဂုံတော်ပွားလိုက်တာကိုနှစ်သက်အာတန်ရပရိပဌံရုပ်ဖတ်ပူဇော်လိုက်တာစသဖြင့်ကုသိုလ်စိတ်ကလေးတွေနဲ့အစာထိုးတက်လာပါလိမ့်မယ် မောင်းနေတဲ့အခါမီးလင်းရောင်လေးနဲ့အစာထိုးလိုက်သလိုပါပဲဘဝကနေတက်လာတဲ့အခါဘလို့အာကုတ္တအာယုန်တွေကမှကိုယ့်ရဲ့စိတ်ကိုမှောင်ချမထားနိုင်တော့ပါဘူးတဲ့ကိုယ့်ရဲ့စိတ်နှလုံးနဲ့အလင်းထွန်းကြီးလိုက်ရုံပဲဖြစ်ပါတယ်ဆိုပြီးဆီယမ်မားရဲ့ဆောင်းပါးလေးကိုဒီနေရာလေးမှာပဲအဆုံးသတ်ထားပါတယ်ရှင် ဆီယမရေးသားနေတဲ့အခုလိုစာပေလေးတွေကိုအပြည့်ဖတ်ရှုခြင်းနဲ့ဆိုရင်တော့ဆီယမရဲ့ Facebook page ဖြစ်တဲ့လွန်တာတာစီတက်ကတူဆိုတဲ့ page လေးမှာတာရောက်ဖတ်ရှုလို့ရတယ်လို့ဆီယမရေးသားထုတ်ဝေပြီးဖြစ်တဲ့စာအုပ်တွေကိုလည်းဝေအပြည့်ဖတ်ရှုလို့ရပါတယ်ရှင်။ပြီးဆုံးတဲ့ဒီနားထောင်ပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုအများကြီးကျေးဇူးတင်ပါတယ်။နောက်ထပ်ဆောင်ပါလေးဒီမှာလည်းထပ်ပြီးဆုံးတွေ့ကြပါအောင်ဆိုနော်။